မန္တလေးမြို့ကြီးဝင်သွားတဲ့အခါမှာပေါ့တော့လုံးဝနိုင်ငံသားစတိုင်ပြသွားပြီလို့ကျွန်တော်အိမ်လက်ပြောင်းကိုမိမကလေးတွေဘာဖြစ်သလဲမိမဘာမှပြေဘူးလေပထမလှုပ်တော့ဘာမှမဖြစ်ဘူးမိမဒုတိယလှုပ်တဲ့ချိန်မှာအဲ့ကလေးနှစ်ယောက်လုံးကသူ့ဘေးနားမှာမရှိတော့အရှိယုံသွားလဲလိုက်တာသွားလဲလိုက်တော့ဒုတိယလည်းလှုပ်တော့သူကမပ္ပရာမြေလူးလိုပဲဒူးကြီးထောက်ပြီးသူသမီးနှစ်ယောက်ကိုလိုက်ခေါ်တာသူကဒူးတွေရောဆုပ်ပြတ်တဲ့လက်တွေရောပေါ့ကလေးနှစ်ယောက်ပြန်လာတော့ကျွန်တော်လည်းမနေနိုင်နဲ့ဆူဖြစ်တယ်ပေါ့ ကျွန်တော်ကငလင်ဖြစ်တော့ရန်ကုန်မှာမိသားစုကဒါလည်းမန္တလေးမှာမန္တလေးရှမ်းကလေးကျွန်းမှာကျွန်တော်တို့အဲ့ချိန်တုန်းကကျွန်တော်ကျွန်တော်ရဲ့ဘော်လာကျွန်တော်မြဲပြောနေအောင်ဇက်တပင်ဖွဲ့ကသူနဲ့ကျွန်တော်တို့ရန်ကုန်သွားတာလောက်ကိစ္စသွားပြီးကျွန်တော်တို့ကတိတိချင်းနေကင်း2နာရီမှာကျွန်တော်တို့ဒီမန္တလေးမြို့မောင်းလာပါတော့မောင်းလာကျွန်တော်တို့အဲ့ဒီအမြန်လမ်းမှာယူမှာကားတွေလဲတာလမ်းတွေကွဲတာကျွန်တော်တို့ပထမဆုံးမြင်ရတယ်လို့ပြောလို့ရဟာအဲ့မခက်ခက် ပြီးလဲပြီးတော့ကျွန်တော်တို့တောင်ကူရောက်ခါနေအမြဲတမ်း165မိုင်ဟိုရင်းတော့ရေကြီးတော့ကျိုးထားတဲ့တရားအဲ့တရားတစ်ခုပဲကျွန်တော်တို့ဖြတ်ခွင့်မပေးတော့ဖြတ်ခွင့်မပေးတော့ကျွန်တော်တို့က152မိုင်ကိုပြန်ဆင်းဆင်းပြီးတော့တောင်ဝန်းနေမှာကျွန်တော်တို့ပြန်ကွေ့လမ်းဟောင်းနေပြန်မောင်းမောင်းပြီးတော့183မိုင်ကနေပြန်တက်ပြန်တက်ပြီးမှကျွန်တော်တို့အဲ့ဒီရောက်ရောက်တပြီးတော့မိုင်တိုင်း၅လေးလေးကြမှလုံးဝမန်းလေးမြို့တော့ဝင်လို့မရတော့ဘူးတဲ့အဲ့ဒီကျွန်တော်တို့ကြောက်စရာနေပြန်မောင်းလုံးဝဗျာကျွန်တော်တို့ မန္တလေးမြို့ယူဝင်သွားတဲ့အခါမှာပေါ့တော့လုံးဝနိုင်ငံသားစတိုင်ပြနိုင်ငံသားလုံးဝလုံးဝနိုင်ငံသားဩကားလေးလည်းဖြစ်ဖြစ်ကျွန်တော်မောင်းရတဲ့ကားလေးလည်းဖြစ်ဖြစ်ကျွန်တော်တို့အဲ့ချိန်မှာဘဏ္ဍာရီကျွန်တော်တို့ရန်မန္တလေးမြို့တွေကိုရောက်လဲဆိုတော့နေကင်းတဏ္ဍာရီမောင်းတာကားကလက်ဆက်နေဦးဒီလိုညတဏ္ဍာရီခွဲမှာကျွန်တော်မန္တလေးမြို့တွေကိုရောက်အဲ့လိုဘယ်ဘက်လမ်းထဲကိုမောင်းလိုက်ညလမ်းမြောင်းမြိုင်ကြီးတစည်းတယ်ကျွန်တော်တို့တစည်းတယ်လမ်းမြောင်းမြိုင်ကြီးမောင်းနေရတာအဲ့မှာတချို့ဘောက်ကားကြီးဆိုအမြန်လမ်းပေါ်မှာလဲနေကြတာ တော့ရဲကင်းတွေအကူညီတောင်းဖို့တော့ရဲကင်းတွေလည်းအကုန်လဲအကူညီတောင်းတယ်ကျွန်တော်တို့တကယ်ဖြစ်ခဲ့ရင်လည်းအကူညီတောင်းလို့လည်းမရဘူးမိသားစုဇောနဲ့စွန့်မောင်းရတာကျွန်တော်လည်းဒုက္ခမြောက်ခဲ့တာကံကောင်းတချို့သူအက်ကွဲနေတဲ့ဒရာကြီးပေါ်နေကျွန်တော်တို့ဖြတ်ခဲ့တာပဲအဲ့ချိန်မှာဖုံးကဆက်သွယ်မရတော့ဘူးအားဆိုသွားပြီးကျွန်တော်တို့အဲ့ချိန်မှာရန်ကုန်မှာလှုပ်တော့ကျွန်တော်တို့က0မိုင်အကျော်နာမင်းလန်းမင်းလန်းစားရခိုင်ဆိုင်ဟိုမင်းလန်းမုတ်တီဆိုင်မှာကျွန်တော်တို့ကနေခင်းစားစားဖို့သွားဝင်နေတဲ့အချိန် အဲ့နဲ့ကျွန်တော်တို့ဒီလေကြောင့်ဟာ great war တို့ဘာတို့အကုန်လုံးကိုကလုံးဝနိုင်ငံခြားစတိုင်ပြပြီးတော့အိမ်နိုင်အိမ်နိုင်လမ်းနိုင်လမ်းနိုင်မှာလေငိုယူနေကြတာဟာစိတ်ထုပ်သွားပြီလို့ဟောကျွန်တော်အိမ်လည်းပြန်အောင်ကိုမိမခလေးတွေဘာဖြစ်သလဲမိမဘာမှပြေဘူးလေပထမလှုပ်တော့ဘာမှမဖြစ်ဘူးမိမအဲကလေးတွေဒါအရင်တိုင်းငလင်းဆိုတာပထမလှုပ်ပြီးသွားပြီးသွားပြီဒုတိယလှုပ်တဲ့အချိန်မှာအဲ့ခလေးနှစ်ယောက်လုံးကသူ့ဘေးနားမှာမရှိတော့အရှိယုံသွားလဲလိုက်တာ သွားလဲလိုက်တော့ဒူးရလဲလှုပ်ရော तू ကမပ္ပရာမြေလူးလိုပဲဒူးကြီးထောက်ပြီး तू တမီးညောက်ကိုလိုက်ခေါ်တာ तू ကဒူးတွေရောစုပ်ပြတ်တဲ့လက်တွေရောပေါ့ကလေးညောက်ပြန်လာတော့ကျွန်တော်လည်းမနေနိုင်နဲ့ဆူဖြစ်တာပေါ့ကျွန်တော်တို့တော့ဘေးကနေတော့ကင်းပါတယ်ကျွန်တော်တို့ကဒီကျွန်တော်တို့ဖြစ်တယ်ဆိုတော့ဘာပါပပလေးပါဒီအုတ်ကလေးပဲလူပဲကျွန်တော်တို့တောက်ဥဆိုလည်းခိုင်ခဲ့တယ်ကျွန်တော်တို့ရွာလေးရွာလေးဆိုတော့ကျွန်တော်တို့ဒီလိုချီတန်းရှည်အိမ်လေးကိုဗျကျွန်တော်ကဒီကျွန်းလေးတွေဆိုတော့ဒီဒီဒီငလင်းက ပြူသွားတယ်အကုန်လုံးကတိုက်နေနေတာလေးကြီးပြူသွားကုန်တော့နောက်ဆုံးရိုင်ရွက်နေတဲ့ကျွန်တော်ဒီလိုဒီလိုပြင်းအိမ်ဒီတော့မပြူဘူးမပြူဘူးကျွန်တော်ရွာဆိုလဲတရွာလုံးဘာမှအလောက်ထိမပြူဘူးဒဇက်မိတ်တွေလောက်ပဲတိန်နေလောက်ပဲပြူတယ်အဲ့ဒီဆိုင်ကလည်းဘယ်မှမပါဒီလိုကျိုးတော့ခိုင်းလိုက်ရနော်ဒီဒီမှာရေကိုချက်ချိုးတာကိုအဲ့ဒါရေခိုင်းပါဗျာအဲ့ဒီဆိုင်ကလည်းဒီနေ့ဒီလိုရတာပဲနော်ဒါကတော့ကျွန်တော်ရဲ့အဲ့ဒီပေါ့နော် ရေတင်လို့ရအောင်လုပ်တဲ့မိစကကျွန်တော်ရဲ့ idea မဟုတ်ပါဘူးကျွန်တော်ဟိုရှိရှိမှာတဲ့ကျွန်တော်အရှိမှာတဲ့ပြသွားတဲ့အကိုဆရာသမားကြီးရှိပါတယ်အဲသူတို့ရှိကနေကြည်ပြီးအဲကျွန်တော်ရောက်ဖောက်ခေါ်ပြီးတော့ငါတို့ကမင်းဒါဘယ်လိုလုပ်မလဲဆိုင်ငယ်တည့်ရလူကိုသွားခေါ်တန်းဆိုပြီးတော့အဲပတ်တားကျိုးလေးတစ်ချောင်းပဲတပေါင်းရင်းလိုက်တာနဲ့ကျွန်တော်ရေတက်လို့ရအောင်အဲတုန်းကကျွန်တော်ကစဉ်းစားကြည့်ရပါတော့ကျွန်တော်ရေတင်တော့သူတို့က15မိနစ်ကိုတပေါင်းဝက်လာမိ2000လာမိတောင်းတော့အဲအဲ့ချိန်မှာကျွန်တော်စိတ်ထဲခုခုပြေသွားသူပြီးတော့ ဒီ15မိနစ်ဒီရေကြီးက9မိနစ်လောက်ကအချိန်အချိန်ယူရသေးရယူပြီးမှ10မိနစ်ဆိုတာဘုံတဘုံတော့မရဘူးအဲ့ဒါတထောင်ဝယ်ပေးလိုက်ရတယ်အကွာအဲ့လောက်ကတော့မြေရှည်ကြမကြိုက်ဘူးကဘေးနေလေကိုကဘေးကျင်တာဘူးဘေးနေလေဘေးကျင်တော့လာကွာလို့ငါကျင်တော့လေခွင်းထဲမှာတွေ့ထားတယ်ကဲလာနင့်ဟိုခေမာလေးရဲ့ဆိုင်ငယ်လေးရှိတယ်125မှာရတယ်သူကကလစ်ပေးမြအဲ125ကိုဖြုတ်နောက်ကဟာလေးကုန်ဖြုတ်ဖြုတ်ပြီးတော့အဲ့ပတားကျိုးလေးတထောင်2000လေးရင်းလိုက်တာ ਨੇ ကျွန်တော်အဲ့တပတ်လုံးလုံးကျွန်တော်ပတ်ဝန်းကျင်ရလို့ကြိုက်တဲ့သူရေးလာယူ လိုအပ်လို့လာယူတန်ပေါင်းအဲ့အဲ့ကာလာပေါ့ဗျာအခုတော့ပြီးသွားပါပြီဖြုတ်လိုက်ပါပြီနေတော့နေရချန်ကလေးကျုံပဲရှိတာဒါတော့ကိုယ့်အိမ်မုံမိမရင်ကျွန်တော်မိမရဲ့32နှစ်ပြည့်မွေးနေပါတော့အဲတနှစ်ပတ်လုံးကျွန်တော်ကြိုက်တဲ့အမားလို့သူ့မွေးနေမှာဖះလိုက်ပို့ပြီးအကုန်လုံးကြည်အေးသွားပြီအဲသူကဘာနဲ့သူရဲ့သိလားမိဘနဲ့တူတဲ့မိမရတာအဲမိဘတွေကတာသူကြီးဘယ်လောက်ဆူဆူ စိုးတယ်လို့မမြင်ဘူးအဲအဲ့လိုဒါကျွန်တော်မိပါကြီးပါအာကျွန်တော်ချစ်တော်ပိတ်တက်ကြီးကိုကျွန်တော်ဘလို့ရုပ်မျိုးနဲ့ပဲဖြစ်ဖြစ်ဘလို့ကူလီထန်းဦးပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်အမြဲတမ်းစိုးရင်စိမ့်နဲ့ပူပန်ပြီးတော့အားပေးပေးတဲ့ပိတ်တက်ကြီးကိုအားလုံးထားပါရကျေးဇူးတင်ပါတယ်ကျွန်တော်မိသားစုလည်းချစ်ပေးတဲ့အတွက်အားလုံးအားလုံးစိတ်ချမ်းသာကိုကြီးကျမ်းမာခြင်းပြည့်စုံပြီးတော့ငလင်တန်းငလင်တန်းမှအမြဲဆုံးကင်းဝေးပါစေငလင်ကြီးလည်းညာညာနဲ့မလုပ်ပါစေနဲ့လို့ဆုတောင်းပါတယ်ဗျာဟုတ်တနေ့ကငါးတသမ၄လောက်လှုပ်သွားလို့လန့်နေတော့မှ